ရှမ်းပြည်နယ်တောင်ပိုင်းမြို့တော်တောင်ကြီးမှာကျင်းပနေတဲ့ဒဇောင်းလိုက်မီဝေါပြန်ပွဲတော်ကိုစစ်ကော်မရှင်လက်အောက်ခံတွေကစီးပွားဖြစ်ကျင်းပနေတယ်လို့မြို့ခံတွေနဲ့တွားရောက်လဲပတ်နေသူတွေစီကသိရပါဗျ။ဆိုင်ခန်းခါဆိုင်ကယ်နဲ့ကားရနာခါတွေကိုအစမတန်ကောက်ခံနေတယ်လို့ရေတန့်တဘူး3000တိရောင်းချနေတယ်လို့ဆိုပါတယ်။တောင်ကြီးမြို့အဝေယာမီဝေါပြန်ကွယ်မှာအောက်တိုဘာ29ရက်ကနေနိုဝင်ဘာ9ရက်နေ့ထိ တပတ်တာကာလအတွင်းဆိုင်ခန်းခတွေကိုကျပ်သိမ်းတရလောက်ဈေးထိရှိတယ်လို့မြို့ခံတွေကပြောပါတယ်။ဒါအပြင်အဝေယာမီဝုံးပြန်ကွင်အတွင်းတညကိုရက်နာချိန်နဲ့နေရာပေါ်မူတည်ပြီးရင်ရက်နာခါကောက်ခံတာမှာဆိုင်ငယ်တစည်းကို9000ကနေ2000ထိ ကောက်ခံနေတယ်လို့ကားတစည်းကို9000ကနေ3000ထိကောက်ခံတယ်လို့သိရပါတယ်။ အဲ့ဒီကအခြေအနေတွေနဲ့ပတ်သက်ပြီးဒီဇောင်းနိုင်ပွဲကိုတွားရောက်လဲပတ်ခဲ့တဲ့မြုပ်ခတ်အမျိုးသမီးတဦးကအခုလိုပြောပါဗျ။ဤတဲ့နေရာကျတော့ဟုတ်တယ်ကာအခါတော့၅တောင်ဒါပေမဲ့နေတချို့နေရာမှာအက်ပဲနဲ့နံပေါ်မှာရက်ခါတော့အဲ့လိုမျိုးကာကြည့်ကြည့်တော့အဲ့လိုမျိုးဖြုတ်ခိုးတော့တာတွေရှိရတယ်သူတို့ကလည်းကွာကားခစီကြီးရဲ့ကွာမအပ်တော့ဘူးကွာပြရမလားအဲ့လိုလမ်းဒီမားတွေပါရဆိုအဲ့လိုပစ္စည်းတွေပါတွေဖြုတ်ခိုးတာတွေပါတွေရှိရလို့ပြောရပါမယ် အဲတချို့ကတော့အဲ့ဒီကားအတက်ညမှာ9000အကုန်ခံပြီးလေအလိုက်ကြာတိလားပွဲထမကြီးတန်ဘူးတဘူးကို3000နဲ့တန်ဘူးတလီတာဘူးလေတိန်40လောက်ကြာနော်သူတို့ကဟဲ့သူတို့ကမြတ်တော်မြတ်မှာပါမြတ်တော်မြတ်မှာပါဘာလို့ဆိုဟိုမနီရှင်ညာဖွင့်ပွဲညတော့ငါကြောင်ကဆင်မတွေကအဲ့ဘာထိုင်တာပါသူတို့ကအဲ့လိုမျိုးဟို၄ရက်ဝိုင်းတဝိုင်းမတိရမှာ၄ရက်ဝိုင်းတဝိုင်းကိုခိုင်ခန်းနဲ့တိန်ထမချင်းအဲ့လိုခိုင်ခါကြတဲ့နဲ့တိန်အပေါ်ထက်ဟိုလေအဲဒီနေရာကိုသူတို့ကဒီဟာအပိုင်မောက်ပါတိရမှာအဲကပြပြေးရကွာကပြပြေးရဆိုကပြပြက်အဲ့နော် ဒါဟိုထိုင်လို့မရတော့ဘာတည်းရမလားအဲ့ဆိုကိုကအဲ့ဒီမှာထိုင်ပြီးမိဘမြတ်တလုံးတလုံးထိုင်ပြီးကြည့်နေအောင်မယ်အဲ့လိုမျိုးကိုရတော့ပြောနေနေစီကာတိုင်းမြိုင်နေရပဲဒီလားမနေ့ကဆိုစတိတ်ရှုံနာမှာလူအပြည့်တိလားတိုးလို့မရဒါအပြင်ပွဲအတွင်းရှိ စားတောက်ဆိုင်တွေမှာဝင်ရောက်စားသုံးမယ်ဆိုပါကစပွဲခုံခါတေဝါချက်ချက်အဖြစ်တခုံကိုအချိန်နဲ့နေရပေါ်မူတည်ပြီးကျက်တုံးတောင်းကလည်းနှစ်သိန်းထိကောက်ခံနေလို့တွားရောက်လေပတ်ခဲ့တဲ့တောင်ကြီးမြို့ခံတွေကပြောပါတယ် เว้ยมากสุดเลยพงเลยน่ามันมีพงเลไม่มีอะมันห้องอินเทอร์เน็ตไลน์นี่มันยาวเลยอันเดียตัวไอ้ยีโน่แต่ตอยู่ว่าเล่าแด่ลิไอ้ลิกว่าจะตีอยู่อ่ะรู้เราบอกว่าอันเนี้ซะว่าอันเนี้ซะว่าน้าทองเนี่ยไอ้ราวมาเอียวดีนะเอียวดีพะมาวู้วีบวยคิดได้ที่ลนชอบมาดิอืมไม่คิดได้มาเลยปับแป๊บเลยอะปับแป๊บเลยอ่ะปาดิป๋าดิลูกเดียวไหมแป๊บแป๊บเลยอ่ะปาดิเาว้ายเลยบ้ยคิดได้มาเลยดีเปล่าดิชิวดิ ဒီနေ့တစောင်းနိုင်ပွဲတော်မှာအာနာသိမ့်မီနောက်ကျင်းပခဲ့တဲ့တစောင်းနိုင်ပွဲတော်တွေထဲအစီကားဆုံးနဲ့စီးပွားရေးအဆန်ဆုံးဖြစ်တယ်လို့မြို့ခံတွေကပြောပါတယ်။အဲ့ဒီလိုဆိုင်ကနေကားရက်နာခတွေဈေးကြီးတာကြောင့်လိုင်းကားနဲ့တွားရောက်သူတွေရှိနေတယ်လို့ပွဲအတွင်အစားတောက်တွေဈေးကြီးတာကြောင့်လည်းကျင်းပကနေချက်ပြုတ်ဝယ်ယူပြီးလေပတ်စားတောက်ကြသူတွေလည်းရှိနေတယ်လို့သိရပါတယ်။အဲ့ဒီလိုစီးနင်းသူများပြတာကြောင့် ရင်စီခတွေလည်းပုံမှန်ဆိုပါကမြို့တွင်ကိုတဦး900ကျပ်သာရှိပေမဲ့အခုခါ2000ကျပ်ထိကောက်ခံနေတယ်လို့သိရပါတယ်။ဒီအကြောင်းတောင်ကြီးမြို့ခံမြို့သမီးတဦးကအခုလိုပြောပြပါဗျာ။ အခုအတိအမလားစင်ကအခါလဲစီကြီးရဲ့ကအခါလဲစီကြီးရဲ့ပီအပီနဲ့ပြောက်မှာလဲကြောက်ရတည်းရဲ့အဆိုတော့လိုင်းကားနဲ့ပဲတွားကြရလीလိုင်းကားနဲ့တရားထောင်းရပဲတဲ့တရားထောင်းရပဲဆိုတော့လိုင်းကားနဲ့ပဲတွားတော့မှာပေါ့အဲအေးတရတော့မတိဘူးတောင်ကြီးရတော့ထောင်းရလို့ပြောရပဲအဲလိုင်းကားလေးကြီးလိုက်တာလीလိုင်းကားလေးကလေးဒုံပြန်တော့မောင်းပြီးတော့အာ ားပြေဘာကတော့ရေတော့တိုင်အပြိုင်နေမောင်းပြီးတော့လူကကြည့်တင်ဟာအရအမြင်မောင်းတာအသီးအသီးပြီးကြောက်စရာကြီးကြောင်းဆိုအဲ့ဒီပွဲတော်မစခင်တလားလောက်ကလေးကဟိုတယ်နဲ့ဘုံကြီးကျောင်းတွေမှာတဲခုပ်ကြီးလဲပတ်ကြဖို့ကြိုတင်စရင်တွင်းထားသူတွေနဲ့ပြင်းနဲ့နေခဲ့တယ်လို့သိရပါတယ်စစ်ကောင်ရှင်ဟာတိုင်းပြည်အတွင်းဘာမှမဖြစ်တဲ့အောင်ဖန်တီးဖို့နဲ့သူစိတ်ကြိုက်နိုင်ငံရင်းနဲ့စစ်ရေးကိုဖန်တီးနိုင်ဖို့အတွက်နိုင်ငံတော်ဝန်ပွဲတော်တွေကို လာတိုင်းကျင်းပဖို့လျော့ဝက်အမိန့်ကြားစာထုတ်ထားပါတယ်။